ဒါကမင်းပြောထားတဲ့ပြန်ဒါနသိမိမယ်ဆိုတော့အထုတ်ထုတ်နေလေးမင်းပြန်သိမိပါအောင်ပထမရှင်းချီဝဲထားတာကအစင်မပြေတော့မင်းရှိတဲ့ချီနဲ့ပဲသိမိမယ်ပေါ့နော်ဒါကပိုလီချီပါပိုလီရဲ့စာချီချီဆိုင်တော်တော်များများမှရောင်းနေပေါ့နော်ဒါထုတ်လို့ရတယ်ပြီးတော့ရိုးရိုးပေါ့နော်အနှွေးမလို့ခြင်းမူဒီတိုင်းအထုတ်ပဲလို့ခြင်းနဲ့ဆိုလို့ရှိရင်တော့ 3 ply 4 ply လောက်တည်နေထိုးပေါ့နော်2 ply ကတော့အရင်သေးလို့နဲ့အထုပ်ကတော်တော်နဲ့ပြီးမှာမဟုတ်ဘူးမီတာပိုလီနဲ့ထိုးထားပါတယ် SI 2.5 mm သုံးထားပါတယ်အနှွေးလိုချင်တယ်ဆိုလို့ရှင်တော့ mikor တို့တို့တခြားပေါ့နော်ဒီသူ့မွေးချီနှွေးတိုင်းနဲ့ထိုးပါမင်းပထမတစ်လုံးကဒီလိုချီလေးနဲ့ထိုးထားရပေါ့နော်နှွေးနှွေးလေးနဲ့လုံးလုံးလေးရပါတယ်အခုတော့ရှိတဲ့ချီနဲ့ပဲထိုးပြမှာပေါ့နော်ပထမဆုံးကเอเชนกวินလုံးမယ်ဒီလိုဖွမီးပေါ့နော်ဖွမီးရေတော့ကိုဘလောက်လုံးမလဲဆိုတော့အထုတ်ရဲ့အထုတ်ရဲ့ဘယ်လိုပြောမှာ ခေါင်းဘက်လေဟုတ်တော့ဩဝါပေါ့နော်အဲ့ဒီဘက်လေအတိုင်းကိုကိုကိုကဒီဆောင်းမဲ့လူရဲ့အတိုင်းကိုကိုရိုင်းဆိုလဲကိုကိုရိုင်းပေါ့နော်ကလေးတစ်ပိုင်းထိုးပေးမယ်ဆိုလို့ရှင်လဲအဲ့ဒီအတိုင်းရှင်ပိုးရဲ့ပိုးပြီးတော့အစီမီပါအဲ့ဒီခေါင်းဘက်လေအတိုင်းရဲ့အရှိအတိုင်းချင်းထိုးပါပြီးတော့ချင်းရည်အတွက်က၈နဲ့စာလို့ပြရပါမယ်ပတန်တကွဲစာကိုချင်း၈ခုစာဖြစ်တဲ့အတွက်၈နဲ့စာလို့ပြရပါမယ်နော်အဲ့တော့မင်းတို့ပထမဆုံးချင်းကွင်းလေးလုပ်လိုက်မယ် ်ဒီဘက်ကအနာတက်အမှာဆိုတော့ချီလေးကိုနည်းနည်းလေးတော့ထားခဲ့ပါတော့เนาะချိန်ဝင်လေးလောက်ပြီးတော့ဖွမီးကိုရေသွားပါ1 2 3လေးမင်းဆိုလို့ရှိရင်ခေါင်းပတ်လေး18လက်မလောက်ထိုးပါမယ်18လက်မဆို18လက်မဒီဘယ်နှချင်းရမလဲဆိုတော့ပြင်ပြောပါမယ်เนาะ အခုမင်းချင်း88ခုထိုးလိုက်လို့ရှိရင်ဒီတိုင်းအလိုက်တစ်မဆွဲဘဲတိုင်း15လက်မလောက်ရပါတယ်အခုမင်းနည်းနည်းလေးထက်ဆွဲလိုက်ရင်16လက်မပေါ့နော်16လက်မပဲထိုးတော့ပဲဘာလို့လဲဆိုတော့မင်းကို့အတွက်ကလည်းမသုံးပြဘူးပေါ့နော်ဒီကလေးတရားရောက်ကိုပဲဒါလေးညာဒါနာတင်မင်းနဲ့ရလာတော့ထိုးလို့တရားရောက်ကိုပဲလက်ဆောင်ပေးလိုက်တော့မယ်ဆိုတော့မင်းဒီ16လက်မလောက်ပဲထိုးတော့မယ်ပေါ့နော်ကောင်းပတ်လဲကိုအဲ့တော့ဒီချီကဒီလိုနည်းနည်းလေးရောင်ရောင်လေးပေါ့နော် အဲသူကအုတ်ထုတ်ခေါင်းဆွတ်တဲ့ချိန်ညာနဲ့လေးဆွဲပြီးဆွကြတာဆိုတော့လေဒီမှာဒါဒီတိုင်းအလိုက်တင်တာရင်15လက်မှ15လက်မှကိုနည်းနည်းလေးမသိမတာလေးဆွဲလာရင်16ဝင်ကျင်တော့ရောက်တယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်အမေရှင်းချီနဲ့ပထမထိုးပြောရှင်းချီကဒီထက်ပို့ပြီးတော့ဆွဲသားပါတယ်ဆွဲသားပါတော့အမေတို့2လက်မှလောက်တောင်မှပဲရော့လို့ရတာပေါ့နော်ကိုလိုချင်တဲ့အတိုင်းတားတယ်အဲ့တော့ကိုထိုးတဲ့ချီရဲ့ဆွဲသားပါမပါပေါ့မူတည်ပြီးတော့ ဒီရဲ့ရေတွက်ကလေးတိုင်းကြီးပေါ့နော်တအားကြီးဆွဲပြီးတော့တိုင်းညာမလို့နော်အထုကချောင်းချောင်းရွရွကြီးဖြစ်သွားလိမ့်မယ်အဲ့တော့မေ88ချိန်88ချိန်နဲ့မြင်ရလိုက်ပါတယ်ရက်ပြီးလို့ရှိရင်သူကဒီမှာအလားပဲလေးအတိုင်းဖွင့်ပြီးလေးအတိုင်းဒီလိုလေးလာမယ်ပေါ့နော်ပြန်ဆွဲလာမလိန်အောင်လို့ပေါ့အလားပဲလေးအတိုင်းဒီကြားစိတ်ရှိရှိလေးနဲ့ပြန်ဆွဲလာမယ်ဆွဲလာပြီးလို့ရှိရင်အတန်လေးဆိုရင်တိခတ်ပြီးပါနော်ဆွဲလာပြီးလို့ရှိရင်ဒီမှာသူ့ရဲ့အလားလေးအတိုင်းပဲ မှာအစုံအစုံဘက်ကိုထိန်းကင်လိုက်မယ်အစုံဘက်ကိုထိန်းကင်ပြီးလို့ရှိရင်မင်းတို့ကအဲ့မှာရှက်ကုန်နဲ့သွားဆက်ပါမယ်ဒါကမင်းတို့ဒီထိုးတဲ့ဖုန်မီဆုံးတဲ့နေရာပြီးတော့ဒီရဲ့ပထမဆုံးချိန်ပေါက်မှာဒီနှစ်ကွင်းနေရာလေးပေါ့နော်အဲ့ဒီနှစ်ကွင်းနေရာလေးမှာမင်းရှက်ကုန်နဲ့သွားဆက်လိုက်ပါမယ် တကွေးနဲ့ဆိုရင်ကြကြည်ဖြစ်သွားမှာလို့ဆိုလို့နော်ဆက်ကုန်လဲသွားဆိုရင်ဆက်ပြီးလို့ရှိရင်မင်းတို့ကတော့ထပ်တိုင်တို့ပက်လဲလာပါမယ်တိုင်တို့ပက်လဲဆိုတော့ပထမကချင်းတကူတို့ထိုးပြီးအဲ့ဒီအပေါက်ဒီရဲဆက်ကောတက်ခဲ့တဲ့ဒီအပေါက်ထဲမှာပဲတိုင်တို့တတိုင်လာမယ်တိုင်တို့တတိုင်လာမယ်ပြီးရင်တိုင်တို့ကိုတပေါက်တတိုင်လာတော့မယ် ဓမ္မောက်တက်တိုင်းကိုမမင်းတို့ကဒါအခြေခံရာဝီသားလူရွယ်ထိုးတာဆိုတော့တိမပါဘောเนาะအပေါ်မှာဆိုလို့ရှိရင်တိုင်းတို့ထိုးလို့ရှိရင်ဒီမှာဒီလိုသုံးကျိုးလို့ပုံစံလေးဖြစ်နေရမလားအဲ့မှာဒီအပေါ်ကျိုးလေးမှာပဲမင်းတို့ကယူလိုက်ကြတယ်ဒီလိုမျိုးလေးတိုင်းတို့ထိုးရဲပေါ့เนาะအဲ့လိုထိုးရင်ဒီအပောက်ကဒီလိုကြဲကြဲကြီးဖြစ်သွားပါတယ်ကြဲကြဲဖြစ်တော့မင်းကပုံမှန်တိုင်းတို့တဲလိုက်လို့ရှိရင်တော့အဲ့လိုမျိုးတကျိုးတဲကိုမယူပါဘူးတချိုးတဲ့ကိုမယူပဲနဲ့ဘလိုလေးယူမလဲဆိုတော့ဒီမှာတခြားလေးကြည့်ပြပါနော် အောက်မှာတချိုးစာပဲခြံခဲ့ပါတယ်ဒီအပေါ်ကနှစ်ချိုးနေရာလေးကိုယူပါတယ် တိုင်းတို့တိုင်းဒီမှာအောက်ဆုံးကျိုးလေးကိုပဲခြံခဲ့ပါတယ်အပေါ်နှစ်ကွင်းမှာအက်ကိုထိုးပြီးတော့တိုင်းတို့ထိုးပါတယ်နော်ဒါကတော့ကိုစီမီလိုကိုကြိုက်လို့ထိုးလို့ရတယ်အမင်းထိုးတဲ့နည်းလေးကိုပြောတာပါဒီအောက်ဆုံးကျိုးလေးကိုခြံခဲ့ပါတယ်နှစ်ကျိုးသားကိုယူပြီးတော့တိုင်တို့ထိုးပါတယ် အခြေခံရပါပြီအခြေခံရပြီးသားလူတွေထိုးမှာဆိုတာလေးရရတာပါအဲ့လေတိုင်လူလေးကိုတပေါက်တတိုင်ထိုးပေးပါထိုးရင်းနဲ့ချင်းဟိုဒီတိုင်လူကိုရည်သွားပါနော်မင်းဆိုလို့ရှိရင်အမဒီအောက်ကတိုင်ချင်းရည်အတွက်နဲ့ဘောတိုင်လူရည်အတွက်နဲ့ကွက်တိဖြစ်ရပါမင်းပက်လက်ထိုးခဲ့ပေးပါအခုမင်းပက်လက်ထိုးလာတယ်85တိုင်းရှိနေပြီပေါ့နော်နောက်ထပ်86 89 88ချင်းရီတို့က၈နဲ့စားလို့ပြက်တရားဖြစ်ရမှာမလို့88ပြီလို့ရှိရင်မင်းတို့ကဒီမှာပထမဆုံးတိုင်တို့အဲ့တိုင်တို့လေးမှာရှက်ကောနဲ့သွားဆက်မယ်။သွားမဆက်ခင်မင်းတို့ဒီကြောင်တစ်ချက်ပြန်ကြည့်ပါမယ်။ဒါလေးကိုဒီလိုလေးအလိုက်တင်လေးဆွဲကြည့်လိုက်။ဆွဲကြည့်လိုက်တော့ဒီမှာဂျိုးလေးကလိန်နေလားဆိုတချို့တချို့လူတွေကဒီဆက်တဲ့အချိန်မှာလိန်တတ်ပါတယ်နော်အဲ့လိုမျိုးလိန်နေလားဆိုတော့သိချာကြည့်ပါမိမင်းကတော့အတဲ့ပဲဆိုတော့ဒီတိုင်းရှက်ကောနဲ့ဆက်လိုက်ပါမယ် ဆက်ကော်နဲ့ပထမဆုံးချိန်ပေါက်မှာဆက်လိုက်မယ်ဆက်လိုက်ပြီးလို့ရှိရင်သူကဘယ်လိုဖြစ်မလဲဆိုတော့ဟိုဒီဒီအတန်းပေါ့နော်ဒီတိုင်းတို့ပထမတန်းပြီးလို့ရှိရင်ကိုဒီအုတ်ထုတ်ဆောင်မဲ့လူရဲ့ခေါင်းမှာဆောင်းကြည့်ပါတော့ဆောင်းကြည့်ရတချို့ကကြတော့ဒီတိုင်းတို့ဝင် ကျင်းတော့တာကျဲသွားတာဒီထိုးရလက်နေထားတော့မို့ဒီအဲ့လိုမျိုးဖြစ်တတ်တယ်ဖြစ်တတ်လို့ရှိရင်ကိုကဒီအနေထားမှာဆွကြည့်လို့တအားကြီးချောင်းနေတယ်ဆိုလို့ရှိရင်ပြန်ဖြီးပြီးတော့ chain ရှစ်ခုစာရောက်ရပါမယ်မဟုတ်ရင် aside ပြောင်းပြီးတော့ထိုးပါ chain ကဒီကျက်နေတယ်ဆိုလို့ရှိရင်ရှစ်ခုစာတို့ရမှာပဲ pattern တစ်ကွက်ကိုဖွမီရှစ်ခုစာဖြစ်တဲ့အတွက် chain ရှစ်ခုတို့ရပါမယ်ကိုလိုရင်လိုတလောက်နှစ်ခုလိုလိုသုံးခုလိုလို၅ခုလိုလိုအဲ့လိုမျိုးတို့လို့မရပါဘူးရှစ်ခုစာဖြစ်တဲ့အတွက်တို့ရင်လည်းရှစ်ခုပြန်ဖြီးရင်လည်းရှစ်ခုစာပြန်လောက်ရပါမယ်ဒီတဒံမှာမ ပြင်းပါနဲ့เนาะမကြိုက်ဘူးဆိုလို့ရှိရင်ပြန်ဖြီးပါမင်းကတော့ဒါဆက်တော့ပြန်နိုင်ကြည့်လိုက်အောင်ပစောက15တဲ့လေ15ဆိုတော့မင်းဒီမှာပြန်တိုင်းကြည့်တော့ဒါတဝက်တဝက်ခောက်ပြီးပြန်နိုင်တာဆိုခုံွယ်ခုံွယ်ဆိုတော့15မင်းထိုးတော့လည်း15ဆိုတော့အဲ့ဒီဝင်ကျင်မယ်ဒီချီကတော့အတိုးအယောအလောက်မသိတာအောင်ဆိုတော့ အကြိုက်ပဲပေါ့နော်ဝင်ကတော့ပြန်မဖြီတော့ပါဘူးအဲ့တော့ပြောပြောတဲ့လိုမျိုးရှစ်နဲ့စားလို့ရတဲ့အရင်တည်းပြရမယ်ပြန်ဖြီရင်လည်း change ရှိခုသာပြန်ဖြီရမယ်ထပ်တိုးရင်လည်း change ရှိခုထပ်တိုးရပါမယ်ပေါ့နော်အဲ့တိုးလို့မှာကိုယ့်ရဲ့ဒီအချင်းကြီးကမကြိုက်ဘူးဆိုလို့ရှိရင် aside ကိုကြီးတာသေးတာအဲ့လိုအလိုက်သစ်ပြန် change ပြီးတော့ထိုးကြည့်ပါဒါကရိုးဝဲပြီးပါရိုးတူးတက်မယ်ဆိုချိန်တက်ခုချိန်တက်ခုလာပြီအဲ့ဒီရှက်ကော်ထိုးခဲ့တဲ့ချိန်ပေါင်းပါပဲမင်းတို့တိုင်တို့တိုင်ထိုးပါမယ် နော်ပိုလီချီဆိုတော့လေချီကညိတယ်တိုင်တို့တိုင်ထိုးပြီးဒါပထမဆုံးတိုင်လို့မလို့မှားမှာဆိုရင်ဝင်မှာကမှတ်ထည့်ပါမယ်ထမဆုံးတိုင်တို့မကမမှတ်ပြီးလို့ရှင်တိုင်တို့ကိုတပေါက်တိုင်ထိုးသွားရုံမှာပဲနော်မြင်ရလားမသိဘူးတိုင်တို့လေး တပောက်တက်တိုင်းပုံမဲ့ထိုးနေကြတိုင်းပါเนาะဒီနှစ်ခွေးလုံးကနေယူပါဆိုင်ငယ်တန်ကအမြင်လန်းနောက်မှဆိုတော့လေးဆိုင်ငယ်တန်ကအရင်ဆိုရဲတီးခန့်ပြပါအဲ့တော့တိုင်းတို့တပောက်တက်တိုင်းပက်လက်ထိုးလာပြပါဒီပဲအစွန်းလိုက်ရင်ပြန်ပြပါမယ်ဒါက road 2ပါเนาะ အခုမေရိုဒူကိုပဲလဲထိုးတော့86တိုင်းရှိသွားပြီပြီးလို့ရှိရင်89 88ရေပါတော့တချို့ကဒီနာလေးဒီနာလေးမှာနောက်တစ်တိုင်းမှာပြီးတော့ထိုးရပါအဲကြောင့်မို့ဝင်လို့ပဲလဲထိုးတဲ့အချိန်မှာရေခဲ့ပြီးပါအာဒီဒီအတိုင်းလေးကထိုးရမှာမဟုတ်တော့88ပြည့်သွားရဆိုလို့ပြထမဆုံးဒီ ကင်တို့နေရာမှာရှက်ကောနဲ့သွားပြီးတော့ဆက်လိုက်မယ်ဆက်ပြီးလို့ရှင်ထုံးစံတိုင်းမဲ့ချင်းတစ်ခုနဲ့အဲ့ဒီအပေါက်ထဲမှာပဲတိုင်တို့တစ်တိုင်ထိုးမယ်ဒါက rotary ဆပါပြီအဲ့ဒီတိုင်တို့လေးကိုလည်းမမဆိုလို့မင်းတို့မှာကမှတ်ခဲ့မယ်အမှတ်ပြီးတော့တိုင်တို့ကိုတစ်ပေါက်တစ်တိုင်နဲ့ တပေါက်တတိုင်းနဲ့သုံးတန်းမြောက်ဆက်ထိုးမယ်ဒီမှာလည်းရေသွားပါနော်ပြင်ဆိုလို့ရှိရင်88နဲ့ဆက်ခဲ့တာဖြစ်တယ်ဒီတန်းမှာလည်း88ပဲဖြစ်ရပါမယ်ကျန်တဲ့ဟာလည်းကိုထူရဲ့အရေးတိုင်းပဲအရေးအတွက်တိုင်းပဲဖြစ်ရပါမယ်အဲ့တော့ဒါဆိုလို့ရှိရင်မေရို3စပြီးဒီဥစ္စာလေးကအထုပ်ရဲ့ဒီခေါင်းဆွတ်တဲ့အနာဘက်ပေါ့နော်အနာဘက်အဲ့လိုပုံစံလေးဆိုတော့အနည်းဆုံးသုံးတန်းထိုးမယ်မဟုတ်ရင်လေးတန်းငါးတန်းငါးတန်းထက်ပိုထိုးရင်တော့အဆင်မပြေတော့အရင်ကြီးသွားမယ်ပေါ့နော်ဒါမင်းငါးပိုလီချီနေဆိုတော့နည်းနည်းသူက3 blind side လောက်ပဲရှိတယ် ုံးမှာမစ်ကော်တော်လို့ပါလို့လဲဆိုလို့ရှင်တော့ခြေဆိုင်ကကြီးတာဖြစ်တဲ့အတွက်သုံးတန်းအနည်းဆုံးတော့သုံးတန်းပေါ့နော်သုံးတန်းမဟုတ်ရင်လေးတန်းလောက်ပဲထိုးပေးပါဒီရက်အနာဘက်လေးကိုအမင်သုံးတန်းဘက်လေးဒီဒီ road tree ကိုဘက်လေးထိုးပြီးတော့ပြန်လာပြပါမယ်အခုမင်းသုံးနဲ့မြောက်ကိုပက်လဲထိုးလာတယ်86 89 88ပြီလို့ရှိရင်မင်းကခြီသေးတဲ့အတွက်ဒီအနာဘက်လေလေးကသေးနေရပေါ့နော်သေးနေတော့မင်းအဲနောက်တစ်တန်းထပ်ထိုးပါမယ် ဒါလေးကဒီမှာတလောက်ကလေးပဲရသေးတာဆိုတော့လေနောက်တစ်တန်းထပ်ထုတ်ပါမယ်ခြိတုပ်တဲ့လူကတော့၃တန်းနဲ့ရက်လိုက်လဲကိစ္စမရှိဘူးအာဒါမှမဟုတ်၄တန်းအလောက်ထိုးလဲရရပေါ့နော်အမင်းကတော့အနည်းဆုံး၄တန်းထိုးမှနည်းနည်းခြိလို့လှမယ်လို့ထင်လို့ဒီတိုင်လိုတန်းလေးကို၄တန်းထိုးပါမယ်ဒါက rose 3 dp ပြီးအခု rose 4ကိုလည်းတစ်ပေါက်တစ်တိုင်နဲ့ရေပြီးတော့မင်းပက်လဲထိုးခဲ့ပါမယ်ခြိသေးတဲ့လူကတော့၄တန်းမဟုတ်ရင်၅တန်းလောက်ထိုးပေးပါနော်ခြိတုပ်တဲ့ ဟာနဲ့ထိုးလို့ရှိရင်တော့အနည်းဆုံး3တန်းမှာ3တန်းမဟုတ်ရင်4တန်းလောက်လည်းရပါတယ်ဒါလေးမင်း roof ကိုပက်လက်ထိုးလာမယ်เนาะ